ရန်ကုန်ပါဝင်မြို့ကြီးများတွင်ပြီးခဲ့သည့်နိုဝင်ဘာလစမ်းပိုင်းမှစတင်၍အင်တာနက်ဝန်ဆောင်မှုများနှေးကွေးခြင်းသုံးမရခြင်းစသောဖြစ်စဉ်များဟာစစ်ကောင်စီပြုလုပ်မိရွေးကောက်ပွဲပြီးခြင်းဒီဇင်ဘာလကုန်ပိုင်း၌ပြန်လည်ကောင်းမွန်နိုင်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကယင်းနေ့ထုတ်ပြန်လိုက်ပါသည်။အင်တာနက်ဝန်ဆောင်မှုများရရှိရန်နိုင်ငံတကာသို့ချိတ်ဆက်ထားသည့်စက်ကြောများအနက်စင်ကာပူနိုင်ငံမှမြန်မာနိုင်ငံသို့တွယ်တန်ချိတ်ဆက်ထားသော UMO ပင်လယ်ရေအောက် Fiber Cable ဆက်ကြောင်းမှပြီးခဲ့သည့်နိုဝင်ဘာလ3ရက်တွင်ချိုယွင်းပြတ်တောက်မှုကြောင့်အင်တာနက်ဝန်ဆောင်မှုရယူအသုံးပြုမိုဘိုင်းဆက်သွယ်ရေး operator များ၏အင်တာနက်ဝန်ဆောင်မှုများနေကွေးမှုများထစ်ပေါ်ခဲ့ရသည်ဟုဆိုပါသည်။ပင်လယ်အောက် Fiber Cable ဆက်ကြောင်းပြုပြင်မှုများမှယခုဒီဇင်ဘာလကုန်ခန့်တွင်ဆောင်ရွက် BC မီထစ်တဲ့အင်တာနက်ဝန်ဆောင်မှုများမူလအခြေအနေတို့ပြန်လည်ရောက်ရှိမည်ဟုစစ်ကောင်စီထုတ်ပြန်ကြေညာဖော်ပြထားပါသည်။ရန်ကုန်ဒေသခံတအူးက လိုင်းကမကောင်းဘူးဗီဒီယိုတွေကြည့်တာအဝိုင်းလဲနေတယ်သုံးလို့တော့ရတယ်ဒါတွေပဲလိုင်းမကောင်းဘူးညာဘက်ဆိုလည်းလိုင်းကကျသေးတယ်လူသုံးများတဲ့အခြေအနေဆိုဖုံးခော့ပြောရင်လိုင်းမကောင်းဘူးလို့ပြောပါတယ်မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအင်တာနက်သုံးဆွဲရာတွင်အစမပြေမှုများလိုင်းပြတ်တောက်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိပြီးအာဏာသိမ်းစစ်တပ်ကဆက်သွယ်ရေးလိုင်းများကို 2020ခုနှစ်မှာယခုနှစ်စက်တင်ဘာလ30ရက်အထိတနိုင်ငံလုံးအတိုင်းအတာအနေဖြင့်မြို့နယ်ပေါင်း132ခုတွင်ဖျက်တောက်ထားကြောင်းအတန်းအဖွဲ့ကထုတ်ပြန်ထားပါသည်